ကဲကျွန်တော်တို့နှစ်နာရီကြာပြီဆိုတော့အချိုကနန်းနဲ့ကျွန်တော်တို့သိရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကနန်းကျွန်တော်တစ်ချက်ပြန်ပြီးစီပြီးတော့ပြုတ်ပြီးမယ်3နှစ်တက်နှစ်ဆိုတော့ကနန်းလေးထွက်တာပေါ့နော်နှစ်ချက်ဒီကနန်းကတော့အဲ့ဒီကောင်ထွက်တယ်ဆိုတော့ကျွန်တော်ရဲ့ကနန်းစီရောကနန်းသွားလာပုံရ3နှစ်တက်နှစ်ဆိုတော့ကနန်းဒီ3လေးခွေကနေလာတယ်3လေးခွေကလာပြီဆိုလို့ရှိလို့ရှိရင်ရှစ်တလုံးကိုသူကယူလာတဲ့ formula ရှိတယ်ပေါ့နော်ရှစ်တလုံးကိုသူဒီခေါ်လာတဲ့ မှုရှိတယ်84ရာမိဖက်ကဏ္ဍဖြစ်တဲ့ထိုင်ဝမ်မှာတော့10ဆိုတဲ့ကဏ္ဍကြာထားတယ်ခွန်လေးကြာတာဖြစ်လို့ကျွန်တော်တို့ကဘလို့ຢာနဲ့ဘလို့ပြန်ကာပြီးတော့ဘလို့ကစားမလဲဆိုတာလေးကိုကျွန်တော်ဗီဒီယိုမှာပြောပြပေးတော့မယ်တစ်ခွက်ကောင်းလေးကိုလည်းကျွန်တော်တင်ပေးမယ်ပေါ့နော်ဟိုအစီကဏ္ဍကတော့စီပြီးတော့တော့ကျွန်တော်အတက်နိုင်ဆုံးအကောင်းဆုံးတော့ကျွန်တော်ပြန်စီပြီးတော့ကျွန်တော်ရေးပေးမယ်ခင်ဗျာကဏ္ဍကဒီမှာဆိုလို့ရှိလို့ရှိရင်ကျွန်တော်တစ်ချက်လောက်ကျွန်တော်ကြည့်ရအောင်ပေါ့နော်အဲသူဒီဒီမှာခွန်က နှစ် break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  ဆိုပြီးတော့သူနှစ် break တရိကန်သူတို့ဆင်းသွားတယ်ပေါ့နော်အခုဒီမနက်အကို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 ချောင်းမလို့သူ94ကြားတယ်ကြားတယ်ဆိုရင်ဒီညနေမှာကတော့ကျွန်တော်ကအဲ break ကိုတစ်ချက်ပြန်ကြည့်ရမယ်ဆိုရင် tip break ဒီ co break နဲ့ကန်နေတတ်တယ်ပေါ့နော် co break နဲ့ကန်နေတတ်တယ်အပူချောင်းမလို့6 break ဆိုတော့ဒီညနေမှာ break ချုပ်မယ်ဆိုရင်တော့ကျွန်တော်ကတော့အဲ co break ဖြစ်တာနဲ့6 break ဖြစ်တာကိုကျွန်တော်ကပို့ပြီးတော့အားတန်ပါတယ်ပို့ပြီးတော့ကြိုက်ပါတယ် tip rate ဒီဒီမှာ84တချိန်ရိုက်ထားတယ်ဒီမှာ တက်ဆက်တဲ့ချိန်ရိုက်ထားတာဖြစ်တော့ဒီမှာ6ပြည့်ဖြစ်မဆိုရင်9ရက်မိဖက်ကနေနေဖြစ်တဲ့ပြန်ကြ85ရှိမယ်89ရှိမယ်59ရှိမယ်ဒီကနန်းလေးတွေကိုတော့ကျွန်တော်တို့မဖြစ်မနေထိုးပြရမယ်တစ်လုံးနဲ့တစ်လုံးနဲ့ပိုင်နဲ့ကျွန်တော်တို့ကတ်ပြီးတော့ကစားမယ်ဆိုရင်ကျွန်တော်ကတော့အဲ၈တဲ့၈ပိုင်ပေါ့နော်၈တဲ့၈ပိုင်ကိုတော်တော်လေးလဲကျွန်တော်ကြိုက်ပါတယ်၈တဲ့၈ပိုင်တော်တော်လေးကြိုက်တယ်84နဲ့မိဖက်ကနန်းဖြစ်တဲ့၈နဲ့ကြာလာမယ်ကနန်းနေဆိုတော့ကတော့သူကဒီမှာ 28ဆိုတဲ့ကဏ္ဍကိုတော့သူကထောက်တော့ထောက်ထားပြီပေါ့နော်28ဆိုတဲ့ကဏ္ဍကိုကျွန်တော်တို့ထောက်ထားပြီအဲ့တော့ရှင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကရှင်းနဲ့ပတ်သက်ပြီးတော့84ရဲ့စီကြောရာဆိုလို့ပြောလို့ရှိရင်ကျွန်တော်တို့ကရှင်းနဲ့ပတ်သက်တဲ့ကဏ္ဍလေးဆိုရင်ကျွန်တော်တို့က48ဆိုတဲ့ကဏ္ဍရှိမယ်48အဲဒီ28ဆိုတဲ့ကဏ္ဍကိုလည်းကျွန်တော်ကတော့ပြန်ပြီးတော့ထိုးစေခြင်းနဲ့ပေါ့နော်20ဆိုတဲ့ကဏ္ဍထွက်ပြီးဆိုရင်20ရဲ့နားမှာသူကခွန်နဲ့ပဲသူကလှုပ်တယ်ဒါပေမဲ့80 လေးဆိုတဲ့တစ်ချိန်ထွက်လာပြီအပေါ်မှာခွန်9ခွန်9နှစ်ချိန်နဲ့ဆိုတော့ဒါခဏန်းက20ကျောင်းမလို့ခွန်ကပြီးရင်ပြီးမပြီးဘူးဆိုလို့ရှိလို့ရှင်နဲ့ထွက်မဲ့ခဏန်းတွေက88ဆိုတဲ့ခဏန်းလေးရှိတယ်ပေါ့နော်ရှင်နဲ့ပတ်သက်တဲ့ခဏန်းတချို့တော့တော်တော်များများလေးတွေကိုကျွန်တော်ပြန်စီပြီးတော့ခဏန်းစီပြီးတော့ခဏန်းစီကြောအရာလေးပြန်ပြီးတော့ခြာရေးပေးပါမယ်မင်းရောကွက်လေးတွေကိုလည်းကျွန်တော်မနက်ကလိုမျိုးမင်းရောကမင်းရောဒူမင်းရဒူမင်းရန်ထိုးရမယ်ခဏန်းကရန်ထိုးရမယ်ခဏန်းဆိုပြီးကျွန်တော်တီးနှံခွဲထုတ်ပြီးတော့ရေးပေးပါမယ်ဒီညနေမှာလည်း ထပ်ပြီးတော့မိတ်ဆွေတွေရပါစေပေါက်ပါစေအောင်ပါစေပတ်တီးတစ်လုံးနဲ့ယူမယ်ဆိုရင်ကျွန်တော်ရရှစ်ပတ်တီးကိုပဲကျွန်တော်အကြံပေးပါတယ်နော်ကဲအားလုံးပဲထိထိမိမိပေါက်ပါစေရပါစေမင်းရောကွက်တွေလည်းကျွန်တော်ညီကိုတကယ်ကြီးမိတ်ဆွေတွေအကုန်လုံးပဲမိကြပါစေခင်ဗျာ